မင်္ဂလာပါချစ်တော်ပရိသတ်ကြီးဒီနေ့နှခ25ခုနှစ်ဂျွန်လ22ရက်နေ့အတွက်နိုင်နေတကသတင်းတွေနဲ့အတူကျွန်တော်တို့ပြန်လည်တွေ့ဆုံရပါပြီအခုလေးတင်ဝင်ရောက်လာတဲ့အရေးကြီးသတင်းတစ်ခုကိုအရင်ဆုံးတင်ဆက်ပေးပါမယ်အမေရိကန်ပြည်ထောင်စုကဒီနေ့အီရန်နိုင်ငံထဲကနျူကလ িয়ার ဆိုင်ရာနေရာတွေဖြစ်တဲ့ဖို့ဒိုအစ်ဖရန်နစ်နဂဒန်ဆိုတဲ့နေရာ၃ခုကိုဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ် ်ဒီတိုက်ခိုက်မှုဟာအီရန်ရဲ့နျူကလ িয়ার အစီအစဉ်တွေကိုတားဆီးကိုရည်ရွယ်တာဖြစ်ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုလည်းအစ္စရေးရဲ့လေကြောင်းထိုးစစ်နဲ့ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ထုတ်ပြောထားပါတယ်။သမ္မတထရမ့်ကသူ့ရဲ့ Truth Social အကောင့်မှာဒီတိုက်ခိုက်မှုဟာအောင်မြင်ခဲ့တဲ့လေရင်တွေအားလုံးလည်းဘေးကင်းစွာပြန်ရောက်ခဲ့တယ်လို့ရေးသားခဲ့ပါတယ်။ဒါမဲ့အီရန်ဘက်ကတော့ဒီတိုက်ခိုက်မှုတွေကိုအတည်ပြုပြီးပြန်လည်လက်တုံ့ပြန်မယ်လို့ခြိညာထားတယ်လို့သိရပါဗျ။ ဒီဖြစ်ရဟာနိုင်ငံတကာမှာတင်းမာမှုတွေပုံမှုမြင့်တက်လာစေနိုင်တဲ့အတွက်နောက်ထပ်သတင်းအစ်စ်တွေရရှိတာနဲ့တပြိုင်နက်ပြည်သက်ကြီးကိုဆက်လက်တင်ဆက်ပေးသွားမယ်နော်ခဏလေးအနာယူပြီးနောက်ထပ်သတင်းတွေနဲ့ပြန်လာပါမယ်ကျေးဇူးတင်ပါတယ်ပြည်သက်ကြီးရေး